ူကအဲ့လိုစိတ်မပျော်တော့တာလို့ဘာလို့ညာလို့ကြာရအမအဲ့လိုကြိတ်ခိုင်းတာပေါ့နော်ဒီထားမိသွားတာပေါ့နော်ကိုကိုပြန်ပြီးတော့မောင်လေးရှိနေမှာတော့ပြည့်စုံသွားတယ်ဟုတ်တယ်ဟုတ်တယ်အဓိကဖရာတရားတန်ခါကိုကိုယ်ွယ်နေမားဖြစ်ပေါ့ရပါတယ် တယောက်ကအဓိကဒကြီလေးပါတဲ့ဖို့လိုတာပေါ့နော်ဒကြီလေးပါချူရင်းနေဆိုရင်အခုလိုမျိုးကျမ်းမာရဖြစ်လာအဲ့တော့ဒကြီလေးပါညင်ညွတ်ဖို့ဆိုရင်ကျွန်တော်တို့ဒီဘေဒင်ကိန်းကဏ္ဍအရဆိုလို့ရှိရင်ဒကြီလေးပါညင်ညွတ်အောင်ဘယ်လိုအရွက်တွေကိုဘယ်လိုစောင့်နေစာလေးရှိတယ်အားဒီနဲ့ကောင်းဆုံးလုပ်ပေးမယ်မအားမော်လေးယုံကြည်ပြီးသားအဲ့ဒီခါရေရေရွာချေပေးလိုက်ပဲဟုတ် ီကားလေးက၃နှာညီဆိုတဲ့ကားလေးပါအဲမိတာတရားနဲ့ပတ်သက်တာလေးမျိုးကိုဖော်ကြည့်ပြမယ်ကားလေးပေါ့နော်အဲအမရဲ့ကျွန်တော်ရဲ့တက်တက်ထွန်ရဲ့ခိုင်နှိုးရဲ့အခြားအတိုင်းလည်းအများကြီးပါပါတယ်အဲမြမလူမျိုးတွေကြိုက်မဲ့ မြန်မာတိုက်ကားလေးပေါ့နော်အဲ့ဒါကားလေးတကားပါခင်ဗျာဟုတ်ပါတယ်ခင်ဗျာကျွန်တော်ကားတိုင်းကတော့လေတမယူကြနဲ့မတူညီပဲကွဲထွက်ပြီးတော့မှကြည့်တဲ့သူရဲ့ရင်ထဲမှာဟိုမက်ဆစ်တစ်ခုကိုဘ ഹു တုတာတစ်ခုကိုလေ့ကြအောင်တော့ကျွန်တော်အမြဲကြီးပါတယ်ဒီကဇလန်းဆန်ညောင်းကကိုကိုတိုင်းရေးတာဆိုတော့ကျွန်တော်ပြည့်တက်ကိုပေးခြင်းလဲဘ ഹു တုတာလေးတော့ကားတိုင်းမှာပါပါတယ်ဗျအများနဲ့ရိုက်နေတဲ့သူတွေထက်ဆိုင်ပေါ့နော်အဲ့လိုအစ်စ်တွေနဲ့အမအဲ့လိုစိန်ခေါ်မှုတစ်ခုပေါ့အဲအဲ့လိုမျိုးလှုပ်ကြည့်ခြင်းတယ်ကိုစီယာဟာကိုလေကိုကအာပြန်ပြီး sharing လုပ်ပေးခြင်းတယ် အဲကိုယ်မှမရှိသေးတဲ့ဟာမျိုးတွေသူတို့စီမှာရှိတဲ့အခါမှာသူတို့စီကလည်းကိုပြန်ယူလို့ရတယ်အဲ့လိုမျိုးတစ်ချက်ကုန်တစ်ချက်ပြန်ပေါ့ကျွန်တော်ကျတော့မြန်မာလူမျိုးပြည်ပြည်မြန်မာကားကြီးတွေထဲမှာပါတယ်တချို့သောသူတွေမြန်မာကားတွေကိုဘယ်လောက်ပဲတိုက်ခိုက်တိုက်ခိုက်ကျွန်တော်တို့ကျတော့လည်းဟိုအင်္ဂလိပ်စကားပြောတာကိုမြန်မာစာတန်းထိုးပြီးတော့ကြည့်ရတဲ့အရသာတဲ့မြန်မာကားကိုမြန်မာလူပြောပြီးတော့ရိုက်တာကိုကျွန်တော်တို့ပူကြိုက်တာပေါ့လားကျွန်တော်ကြည့်ခဲ့ပြီးတော့မြန်မာကားတွေထဲမှာကျွန်တော်အရန် crazy ဖြစ်ရတဲ့မင်းသမီးတွေမှာပါတယ်ခင်ဗျဟုတ်တယ်ပါ အဲ့ဒါရိုက်ကွဲပေါ်ကြရင်တော့ကြီးကြပြီမေးရအောင်ပါဘာလို့မစိတ်ဘူးလဲ။အော်ကျမကြီးပါအဓိကတော့အမအသက်ရွယ်နေဆိုအမအများကြီးလှုပ်လှုပ်ချင်နေတာပေါ့နော်။လှုပ်လှုပ်ချင်နေတော့ ။ခါကြရင်နေမကောင်းတဲ့ခါမျိုးကြရင်စိတ်ညစ်တယ်။ဘူးနဲ့မှကျမ်းမာရေကောင်းအောင်ကျွန်တော်တခြားတွက်ချက်ပြီးတော့ရေရရချေပေးမယ်လို့။ Okay ။ရေရရတော့မှာနော်မှာနော်။ကျမကတော့ရေရရတော့တောင်းတယ်လူတယောက်ကအဓိကဓာကြီးလေးပါတဲ့ဖို့လိုတာပေါ့နော်ဓာကြီးလေးပါချူရင်းနေဆိုရင်အခုလိုမျိုးကျမရေဖြစ်လာအဲ့တော့ဓာကြီးလေးပါညင်ညွတ်ဖို့ဆိုရင်ကျွန်တော်တို့ဒီဘေဒင်ကိန်းကနန်းအရာဆိုလို့ရှိရင်ဓာကြီးလေးပါညင်ညွတ်အောင်ဘယ်လိုအရွက်တွေကိုဘယ်လိုစောင့်နေစာလေးရှိတယ်အားဒီနဲ့ကောင်းဆုံးလုပ်ပေးမယ်မအားမော်လေးရုပ်ကြည့်ပြီးသားအဲ့ဒီခါရေရရချေပေးလိုက်ပဲဟုတ် အဲကြောက်ဘူးပါလေအများကြီးပဲပေါ့နော်အဲဒါပေမဲ့လည်းအမမှာအဖေလိုပေါ့နော်အမမိဘတွေမရှိသေးရရှိစင်တဲ့ရပေါ့နော်အဲဖုံဖုံတပါရှိရအမတို့ ਨੇ ဟိုမိဘလိုပေါ့အဲဆိုအဖေရောမေရောအဲ့ဒီဖုံဖုံကိုအမအပ်ခဲ့တယ်ပေါ့နော်သူတမီးလေးအနေနဲ့ပေါ့နော်အပ်ခဲ့တော့အဲ့ဒီဖုံဖုံကားပဲအမရဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့အဲသူတခုခုဆိုရင်ပေါ့ဖုံဖုံကြီးတမီးကတော့ဒီလိုလေးဖြစ်နေတယ်ကြည်ပေးပါအောင်ဆိုရယ် အဖမောကပဲဆက်ဆက်ရအောင်လုပ်လုပ်ပေးပါတယ်ဒါအမဖြစ်နေကြမဟုတ်တဲ့အရာမျိုးတွေပေါ့နော်အဲအဲ့အဲ့လိုမျိုးတွေပေါ့အမအမြဲတမ်း active ဖြစ်နေတဲ့လူတစ်ယောက်ကနေပြီးတော့အမဘုံဆိုဟိုဘာမှလည်းမဖြစ်ဘဲနဲ့အဲ့ရတဲ့လဲသွားတာတို့ဟိုလူကအဲ့လိုစိတ်မပျော်တော့တာတို့ဘာလို့ညာလို့ကြရအမ အဲ့လိုကြိတ်ခိုင်းတာပေါ့နော်ထိထားမိသွားတာပေါ့နော်ကိုကိုပြန်ပြီးတော့ဟောပေါ့နော်အခုအမပြောသွားတာအဖြစ်ပဲလीနော်ဟိုကိုတခုခုလောက်တာတခုခုကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်နေကြပုံမှန်နဲ့မတူပဲပြောင်းလဲသွားပြီဆန်းနဲ့တခုခုပြလာပြီဆိုလို့ရှိရင်အကောင်းဆုံးကတော့လေအဲ့ဖုန်းကြီးကိုယ်ကိုယ်တာအကောင်းဆုံးပဲကျွန်တော်တို့ဗုဒ္ဓဘာသာမှာဖရာတရားတန်ခါအဓိကပဲဖရာရှိခိုးတဲ့အိမ်မှာပြီးတော့တရားနာတယ်ပြီးတော့တန်ခါကိုကိုယ်ကိုယ်တယ်ဆိုအဲ့တန်ခါရဲ့စီးပေါ့နော်တန်ခါရဲ့မေတ္တာဓာတ်ကိုရတယ်ဆိုရင်ကြီးွားတယ်ပြီးတော့အဲ့အောင်းနှမ်းတိုက်တွေဆုံးတိုက်တွေကိုဖယ်ရှားနိုင်တာပေါ့အဲ့တော့ဒါအမဒါတန်ခါတော်ရဲ့အရေးအောက် အဝါတာအောင်ပါဖခင်ရဲ့တားတော်ရဲ့မြေတားကိုခံယူထားတာဆိုတော့အမကျမ်းမာတော်မှာပါဒါအခုလည်းကျမ်းမာပါလေဖြစ်လာပါပါကိုကိုယ်တိုင်တက်ပြီးရရပါတခါကြီးအလုပ်ပေးမှာပေါ့ဟုတ်ကိုမအလုပ်ပေးမှာမောင်လေးရှိနေမှာတော့ပြည့်စုံသွားတယ်ဟုတ်တယ်ဟုတ်တယ်ဟာတော့ဟိုတွေ့ကြုံရှိဘူးလားဆိုတော့ရှိတာပေါ့နော်ရှိတာပေါ့ဆိုကျွန်တော်ကဒီလုံနဲ့လှုပ်ရှားနေတယ်သူဆိုတော့ဒါမုံလို့တိုက်တာလည်းရှိတယ်ချစ်လို့တိုက်တာလည်းရှိတယ်တချို့သောသိပ္ပံပညာရှင်တွေကကျတော့မယုံဘူးဆိုပေမဲ့ကျွန်တော်တို့ လူဝိုင်မှာမမြင်ရတဲ့ပုံပွားတွေဆိုတာရှိတယ်အဲ့ဒီပုံပွားတွေကိုလည်းဥပက္ခပြုထားလို့မရဘူးဒါကိစ္စတွေကပြောမယုံကြုံမှသိတယ်အတွေ့အကြုံတွေရှိတယ်ဒါပေမဲ့အဓိကဘုရားတရားတန်ခါကိုကိုယ်ဝယ်နေမားဖြစ်ပေါ့ရပါတယ်အာဒီကားလေးကိုအမလည်းဇက်ကောင်ကြီးကိုလည်းကြိုက်တယ်ဇလန်းလေးကလည်းကောင်းတယ်အဲပြန်နေချာဇာလန်းနေနဲ့မတူဘဲနဲ့တမူထူးကြပြီးတော့ကွဲထွက်နေတဲ့ဇာလန်းလေးဖြစ်တဲ့အတွက်ဒီဇာလန်းလေးပြတဲ့အချိန်ကျရင်အားပေးကြပါအောင်လို့အမဖိတ်ခေါ်ပါတယ်ဟုတ် ကားလေးကကျွန်တော်ရဲ့ရင်ထဲကနေခန်းစားပြီးတော့မှအကောင်းဆုံးပုံဖော်ထားတဲ့ကားလေးဖြစ်တဲ့ကြောင့်ကျွန်တော်ပြည့်သက်တွေထပ်တူကြပြီးအကြိုက်တွေမှာပါဝင်းရအပေးပါအောင်ဗျကျေးဇူးတင်ပါတယ်